ဆရာရွှေဦးတော်ရေးသားသည်ရုပ်ခွဲနံခွဲနှင့်အခြားဝတ္ထုတို့များစာအုပ်မှပလင်းဆောင်ဘလူးဝတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါသည်မန္တလေးမြို့စိန်ပန်းရက်ွက်တွင် မောင်ပေါတူးအမည်ရှိ ဖောင်ကျိုသမားတစ်ယောက်ရှိမောင်ပေါတူးသည်လှေဖြင့်၎င်းဖောင်ဖြင့်၎င်းအထက်မြညာကတာနယ်မှရန်ကုန်မြို့အထိမြေရိုးတရှောင်းအနှံ့အပြားရောက်ဘူးသူတစ်ယောက်ဖြစ်၍၎င်းရက်ွက်ရှိလူငယ်များအားဒီတန္တရဘ ഹു တုတအကြောင်းများကိုဖြန့်ဖြူးဝင်ငှားလေးရှိ၏ ောင်ပေါတူးမှာလူပြိုကြီးတယောက်ဖြစ်၍ညနေခင်းအချိန်မှညအချိန်တိုင်အောင်၎င်း၏နေအိမ်တွင်ကာလာသားများလက်ဖက်ရည်ကြံဝိုင်းဖွဲ့လေးရှိ၏တနေ့တစ်နေ့မောင်ပေါတူးသည်မြမပြီကိုအနှံအပြားလှဲ့လေကြည့်ရှုလိုသောစိတ်ဖြစ်ပေါ်လာသည်နှင့်တငယ်ချင်းမိတ်ဆွေများကိုနှုတ်ဆက်ပြီးလျှင်အိယာတလိန်ဖာတလုံးနှင့်ငွေကလေး30ကိုအိတ်တွင်ထည့်၍အိမ်မှထွက်လာခဲ့၏မြစ်စိတ်သို့ရောက်သောအခါအောက်အရက်သို့ဆုံမြင့်ဖောင်တစင်းနှင့်အခန့်သင့်တွေ့သည်ဖြင့်မောင်ပေါတူးသည် ဝိုင်းစားဝိုင်းလုံးအဖြစ်နှင့်အဖိုးအခမရှိဘဲလိုက်လာခဲ့လေ၏။ငင်းချံမျိုးတို့ဆိုက်ရောက်သောအခါမောင်ပေါတူးသည်မြို့ပေါ်သို့တက်၍ရောက်တက်ရရာလှဲ့လေလာခဲ့ရာကုန်းမြင့်ကလေးတစ်ခုသို့ရောက်သည်တွင်အလွန်ခမ်းနားတင့်တယ်သောဆောက်လုပ်ထားသည့်အိမ်ကြီးတစ်လုံးကိုတွေ့မြင်ရလေ၏။ပေါတူးသည်ဝင်းပေါက်အနီးမှရက်တက်၍အိမ်ကြီး၏တိုက်မြိုက်ခန့်ထဲခြင်းကိုကြိရှုကြည့်မွန်းလျက်ရှိစဉ်အိမ်ကြီး၏အထက်ထက်ပရင်ပေါက်မှမိမိအားဆိုင်ငေးကကြည်ညိုသော လူကြီးတစ်ယောက်နှင့် ညဉ့်ညချင်းဆိုင်မိကြလေ၏လူကြီးသည်ပေါတူးနှင့်မျက်လုံးချင်းဆိုင်မိရာမှပြုံးရယ်၍ပေါတူးအားအိမ်တွင်းသို့လက်ရက်ခေါ်ငင်နေရာပေါတူးလည်းအံ့ဩစွာနှင့်အိမ်တွင်းသို့ဝင်သွားလေ၏အေကန်း၌ထိုင်မိကြသောအခါလူကြီးသည်စကားမပြောသေးဘဲပေါတူး၏မျက်နှာကိုကြည့်ကာတပြင်းချလျက်ရှိ၏ပေါတူးကမူငါ၌ဤအိမ်မျိုးရှိခဲ့လျင်တစ်နေ့လုံးပြော၍ဆုံးနိုင်မည်မဟုတ်ဟုစိတ်ကူးမိသည်နှင့်ထိုလူကြီး၏တပြင်းချခြင်းကိုအလွန်အံ့ဩစွာနှင့်ငြိမ့်ကြည့်နေလေ၏ ထိုအခါလူကြီးသည်၎င်း၏အကြံကိုသိဟန်နေလူကြီးမောင်ဒီအိမ်ကြီးမျိုးလိုချင်သလားပေါတူလိုချင်ပြီလားခမညာလူကြီးမောင်မငွေဘယ်လောက်ပါသလဲပေါတူအစိမ့်လောက်ပါပါတယ်လူကြီးနဲ့တကောမောင်ရဲ့မျိုးပေမဲ့မတတ်နိုင်ဘူးလေဒီလိုမောင်ရဲ့ဟောဒီပလင်းကိုငွေအစိမ့်နဲ့ကျုပ်ရောင်းမယ်ဒီပလင်းကိုမောင်ဝယ်ရင်ဒီအိမ်ရွေမကဘူးလိုချင်တဲ့ပစ္စည်းတွေအားလုံးရနိုင်တယ်လိုချင်တာတောင်းတလိုက်ရင်ရတာပဲ။ ဟုပြော၍ပလင်းတလုံးကိုထုတ်ပြလေ၏။ပေါတူးသည်ပလင်းကိုကင်ကြည့်ရာပလင်းမှာလေပင်ရှိရှိထိတ်ဝကျဉ်ကျဉ်အဖြူရောင်ရှိတော်လဲအတွင်းပနိုင်တက်တန့်ကဲ့သို့အယောင်မျိုးစုံကွန်မျိုးလျက်ရှိသည်ကိုတွေ့မြင်ရလေ၏။လူကြီးသည်မယုံဟန်ရှိသော ပေါတူး၏လက်မပလင်းကိုလှမ်းယူ၍တမန်တလင်းပေါ်၌ပေါ့၍ပြရာပလင်းသည် မကွဲပဲကျက်ပောင်ကဲ့သို့ခုန်တက်လာလေ၏။၎င်းနောက်လူကြီးကဒီပလင်းထဲမှာဘလူးတစ်ကောင်ရှိ၏။ ဒီပလင်းရှင်ဟာဘလူးကိုခိုင်းချင်တာခိုင်းနိုင်တယ်။အိမ်ကြိုက်ကြိုက်ငွေလိုချင်လိုချင်ဘာမဆိုလိုချင်တာတောင်းတလိုက်ရင်သူရအောင်လုပ်ပေးတာပဲ။ဟိုတုန်းကဥအောင်စရာဟာဒီပလင်းနဲ့ရှင်မရင်ဖြစ်ပြီးယူရီယာထိုင်းကိုနိုင်တာပဲ။ဒီပလင်းအစွမ်းမေပလင်းလဲလက်ကလွက်ကရောသူလဲကန်ကုန်ရောဒီနောက်ဥပေါ်ဦးလဲဒီပလင်းမေမြမမင်းလက်ထက်ကမြို့ဝင်ပိုင်ဆက်လဲဒီပလင်းတကိုးပဲ။ပေါတူဒါနဲ့များခမရောင်းကျင်ရသလားဗျာ။ လူကြီးရောင်းချင်ဆိုဒီလိုမောင်ရဲ့ကြုတ်လဲကြည့်ပြီးဒီပလင်းကအသက်ရှည်အောင်တခုတော့သူမတက်နိုင်ဘူးကြုတ်လူကျင်နာတွေလည်းအားလုံးရကုန်ပြီသို့တော့တခုတော့ကြုတ်ဖွင့်ပြောရမယ်ဒီပလင်းကိုမရောင်းမဲနဲ့လက်ထက်မှာထားရင်သေသွားခဲ့လို့ရှိရင်ပလင်းဆောင်ဘလူးကကျွတ်ပြီးပလင်းရှင်ကပလင်းဆောင်ဘလူးဖြစ်ရမယ်ဒီတော့ကဘလို့လုပ်ရမလဲဆိုတော့အရွယ်ကောင်းတော့မှာဒီပလင်းတကိုးနဲ့စီစဉ်ခံကြည်ပြင်းလာလို့သေကာကြီးတော့ရောင်းပြစ်လိုက်တာပေါ့မောင်ရဲ့ပေါတူး ခမညာတာမဟုတ်ဘူးနော်လူကြီးပေးချင်တဲ့တစ္ဆာပေးပါမောင်ရေပေါတူကဲဒါဖြင့်ကျွန်တော်စုံစမ်းကြည့်မယ်ခုပြောရင်ငွေ25ချက်ကိုလူကြီးအားပေးပြီနည်းပလင်းကိုလှမ်းယူရင်ပလင်းဆောင်မလူငါငွေ25ချက်ငါပြန်ယူပေးခုပြောလိုက်သည်နှင့်ကြပြိုင်ညံပေါတူဤအင်ဂျီအိတ်ထဲတွင်ငွေ25ချက်ရောင်မြဲတိုင်းရောက်နေလေ၏ပေါတူရေယာကြလိုက်လေဗျာဒါထက်ပြန်ရောင်းကျင်တော့ဘလို့ရောင်းရမှာလဲ လူကြီးကိုပေးဝယ်ထားတဲ့အဖိုးထက်လျှော့ပြီးရောင်းရတယ်။ gain ကျုပ်တော့ဝွကျွတ်သွားပြီ။မောင်သွားပြီတော့။သွားပြီတော့။ဟုပြောပြောဆိုဆိုနဲ့မောင်းထုတ်လိုက်လေ၏။ပေါတူးသည်အံ့ဩခြင်း၊ဝမ်းသာခြင်း၊ယုံမားခြင်းတို့ရောစက်လျက်ရှိသောစိတ်ဖြင့်လမ်းပေါ်သို့လျှောက်လာရာစံသက်လိုသောသဘောနှင့် လွယ်အိတ်ထဲမှ ပလင်းကိုထုတ်၍လမ်းဘေးရှိရေမြောင်းတစ်ခုတွင်ချထားခဲ့လေ၏။ပေါတူးသည်လမ်းခွေးသို့ရောက်သည့်နှင့်တပြိုင်နက်လွယ်အိတ်သည်ရုတ်တရက်လေးလာ၍စမ်းကြည့်ရာ ပလင်းကိုတွေ့ရလေ၏။ပေါတူအင်းဟုတ်တုတ်တုတ်ပဲ။ဟုစဉ်းစားမိ၏။ပေါတူသည်ဖောင်သို့ပြန်ရောက်သောအခါဆက်လက်၍လိုက်တော့ရန်အကြံမရှိသည်နှင့်အိယာလိုင်းနှင့်တကောက်ဖာကလေးကိုဖောင်ပေါ်မှယူလာခဲ့လေ၏။၎င်းနောက်မန္တလေးသို့ဆန်သောကတို့အင်းမောပေါ်သို့တက်၍တညင်လုံးစိတ်ကူးနေရာနောက်ဆုံး၌မန္တလေးမြို့ဂောဝိန်စိတ်ကန်းအနီးတွင်အိမ်ကြီးတဆောင်ရလိုသောစူတောင်းဖြင့်အိပ်ပျော်ခြင်းသို့ရောက်လေ၏မန္တလေးသို့ရောက်သည့်နှင့်ကြပြိုင်ညက် ။သင်မောစိတ်တွင်မိတ်ဆွေတယောက်နှင့်တွေ့၍ပေါတူးဤအကိုမကြီးသူကလေးနှင့်တူမကလေးတို့မှယမန်ညင့ကပင်လေကြီးမိုးကြီးကြခြင်းကြောင့်တစ်ပင်ပြီး၍သေဆုံးမီဖြစ်ကြောင်းနှင့်ခကြီးရောက်မဆိုင်ပြောပြလေ၏။ပေါတူးဤအကိုမှာဥษาပစ္စည်းအသင်းအတင်းအပြင်မြေကပယံအနီး၌မြေကွက်လက်တစ်ခုလည်းရှိရာပေါတူးပင်အမွေဆက်ခံရလေ၏။ပေါတူးအိမ်ဆောင်ရန်စိတ်ကူးထားသောနေရာမှာလည်း၎င်းမြေကွက်မျိုးပင်ဖြစ်၏။နောက်တစ်နေ့တွင်ပေါတူးသည် ိယာမထား၍လက်ဖက်ရည်တောင်းနေ၏။အာဂျင်ကျင်းနှန်းကြဆောင်ရောက်လာရာစာအိတ်ကိုဖောက်၍အင်္ဂလိပ်စာတက်သူတယောက်အားပြသောအခါတွင်ရန်ကုန်စိန်လေကြားထီပထမစုပေါက်ကြောင်းသိရှိရလေ၏။ငွေတသိန်းကျော်စုရရန်ရှိသောကြောင့်ပေါက်တူးသည်မိတ်ဆွေတယောက်ကိုခေါ်၍အိမ်ဆောင်မြေအကြံနှင့်အင်ဂျင်နီယာထံသွားကြရာအင်ဂျင်နီယာသည် အစင်သည့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုကိုထုတ်ပြလေ၏။ပေါက်တူးသည်ပုံစံကိုကြည့်လိုက်သည်နှင့်ကြပြိုင်ညက် မိမိစိတ်ကူးထားသောပုံစံနှင့်တသွေမတိန်တူညီညီသည်ကို တွေ့လျာက၎င်းအတိုင်းဆောက်လျက်ရန်သဘောတူညီလေ၏စုငွေထုတ်ယူပြီးသောအခါပေါတူးသည်အင်ဂျင်နီယာအကူအညီဖြင့်အင်တလုံးဆောက်လျာမကြမီအတွင်ပြီးစီးသည်နှင့်မိမိ၏စူတောင်းပြည့်ပေပြီးဟုအာရဝန္တာဖြစ်လေ၏ပေါတူးသည်အင်ကြီးညင်လိုက်လျော့အောင်စန္နယာစသောအင်းနောင်ပစ္စည်းများကိုဝယ်ချမ်း၍အစေကံအများအများနှင့်တကွပျော်ရွှင်စွာနေထိုင်လေ၏တနေ့တစ်၌ပေါတူးသည် ညင်းရဲ့အတန်ကြာမေးရော်နေသောပလင်းကိုရုတ်တရက်တတိယလာ၍ဗီယိုထဲမှထုတ်ယူပြီးနင်ဧကန်းတွင်တယောက်ထဲထိုင်နေရဲ့လှန်လှောကြည့်ရှုနေလေ၏ယင်းတို့ရှိစဉ်ပလင်းထဲ၌နေသည်ဆိုသောဘလူးကိုမြင်လိုသောဆန္ဒဖြစ်ပေါ်လာရကားတင့်လျော်ပါမည်လောဟုတွေးတောနေလေ၏နောက်ဆုံး၌ညီတို့ပင်ဖြစ်ရစေညီရမကျဉ်းနှံ့နိုင်မည်ဟုသောစိတ်မျိုးဖြစ်ပေါ်လာ၍အိုပလင်းဆောင်ဘလူးမင်းကောင်ကမြင်လို့သည်ခုချက်ချင်းပြလော့ ဟုနှုတ်မှဆိုလိုက်၏နောက်တခဏ၌ဘလူသည် ပလင်းပေါက်မှဦးကောင်းပြူ၍မိမိမျက်နှာကို ပေါက်တူးအားပြလိုက်ရာပေါက်တူးမှာထုံနှင်းမှဆ၍ခမင်းမစားနိုင်တော့ကြီးတို့ရရင်ငယ်ရွယ်သေးသူဖြစ်သည့်အလျောက်ရဲ့အငဲငယ်အတွင်တွင်တဖြည်းဖြည်းစိတ်သက်သာရာရလာ၍ပေါက်တူးသည်ရှေးကားကဲ့သို့ပျော်ရွှင်စွာနေထိုင်နိုင်ပြန်လေ၏တနေ့တစ်နေ့ပေါက်တူးသည်မြေကမ်းမတလျှောက်လမ်းလျှောက်နေစဉ်ရုပ်ရည်ချော်မော်လှပသောတငယ်မတစ်ယောက်နှင့်တွေ့၍ချစ်တင်းနှီးနှောရာမှာ ်သမီးရီစားဘဝသို့ရောက်ပြီလျင်တငယ်မဤဖခင်သဘောတူညီကြရသည်နှင့်မကြမီအတွင်လက်ထက်မင်္ဂလာဆောင်နှင်းကြလေ၏ပေါတူးသည်ထိုညင့်အိယာမဝင်မီရေချိုးကန်းသို့ဝင်၍မိမိဤကိုယ်ကိုကိုလုံးပေါ်မှန်တွင် ကြည့်လိုက်မြာရုတ်တရက်မျက်နှာပြတ်သွားလေ၏ထို့နောက်မှန်အညီသို့ချင်ကပ်၍သေချာစွာကြည့်ရှုပြန်ရာ လက်ရဘက်ပေါင်တွင်အညီကွက်ကလေးတစ်ခုကို ထင်ရှားစွာတွေ့မြင်ရလေ၏မျက်နှာပြတ်ရခြင်းအကြောင်းမှာ အချို့သောနူနာဆွက်ကတ်သူတို့သည်မျက်နှာပေါင်စသည်တို့တွင်ရှေးဥစွာအကွက်ကလေးများပေါ်လာတတ်သဖြင့်မိမိမှလည်းညူရကြေတော့မည်ဟုမှတ်ထင်မိသောကြောင့်ပေသည်ပထမ၌ပေါတူသည်မိမိ၏မယားမဖွားရင်ကိုချစ်ခင်လာသည့်အတွက်ကြောင့်၎င်းအားယောဂါမကူးဆက်နိုင်စေခြင်းကအကျဉ်းနှင့်များအဖြစ်သို့မရောက်သေးမီကပေါင်းသင်းဆက်ဆံခြင်းမပြုတော့ဘဲကွာရှင်းလိုက်တော့အန်ဟုအကြံဖြစ်လေ၏အလွန်တရာချစ်ကြိုက်လာသောမိမတယောက်ဖြစ်သည့်အတွက်ကြောင့် ထိုကဲ့သို့ပြုရန်လဲမလွယ်ကူလာခြင်းတို့ဖြစ်၍စိတ်ထဲ၌ခြေတုံချတုံဖြစ်နေစဉ်ပလင်းကိုတတိယသည်နှင့်အဝတ်များကိုတဖန်ဝစ်ဆင်ပြီးနောက်ပလင်းကိုယူခဲ့၍ရေချိုးကန်းသို့ဝင်ပြန်လေ၏၎င်းနောက်ပေါတူးကဟဲပလင်းဆောင်ဘလူငါကိုယ်၌ဆွဲကတ်နေသောနူနာယောဂါကိုယခုချက်ချင်းပျောက်ကင်းအောင်လုပ်ပေးလော့ဟုအမိန်ပေးလိုက်၏နောက်တခဏ၌ပေါတူးသည်မိမိပေါင်ကိုမှန်ထဲတွင် ကြည်ပြန်ရာအစွန်းအကွက်အလျင်းမရှိတော့ဘဲ ချောမောတန်ရှင်းစွာရှိနေလိမ့်၏ပထမ၌ပေါတူသည် အတိုင်းမသိအောင် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့၏တို့ရရင်ပလင်းဤအံဩပွဲကောင်းလာသောတကိုးတက်ကြီးကိုဆက်လက်၍စဉ်းစားမိရရင်ပလင်းကိုမယောင်းစားပစ်ဖဲလက်ထဲတွင်ထား၍သိဆုံးသွားပါကအဝီစီငရဲ၌ခံရမည်ဘေးတို့ကိုကွင်းကွင်းကွက်ကွက်ပေါ်လာလိမ့်၏ပေါတူဤမျက်စီတဲ့ဒေအိုးကြီးများတွင်ထည့်၍အကြောခံရခြင်းဦးကောင်းကိုလွှမ်းနှင်ဖြတ်ခြင်းပစိန်နှင့်ပေါက်ခြင်း စသောဝေဒနာခံစားခြင်းမျိုးတို့မုတ်တီဟင်းကဲ့သို့ကွင်ကွင်ကြီးညင်လာလေတော့ဤညင်လာသည့်အလျောက်လဲစိတ်ထဲ၌ပူဆွေးဒုက္ခရောက်နေဤတို့ရရင်ရေချိုးပြီးနောက်မင်္ဂလာဆောင် အခန်းဝအနီး၌စောင့်နေသည်ရုပ်ရည်ချောမောလှသောမဖွားရင်ကိုမြင်လိုက်ရသည်တွင်ပူပန်သောစိတ်ကူးများပျောက်သွား၍မင်္ဂလာဆောင်ကစပထမညင်၌ကြုံတွေ့ရသောသူတို့သားသူတို့သမီးတို့ဤထုံးစံအတိုင်းပျော်ရွှင်သော စိတ်အာရုံဘက်သို့ပါသွားလေ၏ လက်ထပ်ပြီးခါစားတလားကက်မြသောအချိန်သည်သူတို့သားသူတို့သမီးတို့အတွက်မိုးမမြင်နေမမြင်ပျော်ရွှင်ကြသောအချိန်မီသည်လူလောကကြီးတစ်ခုလုံးသည်ဓာတ်ပုံကဲ့သို့အယောင်အစင်းမရှိဘဲဝဲ၆၆သာတွေ့မြင်နိုင်သောလူများအတွက်ပင်ဖြင့်စေးရောင်ဆုံးချဲ့လဲထားသောကားကဲ့သို့ဆူဆူဖက်ဖက်စိမ့်စိမ့်လက်လက်ဖြစ်လာလေ၏တလားအချိန်ကြော်လွန်လက်သောပေါတူးမှာပျော်ရွှင်သော စိတ်အာရုံများတဖြည်းဖြည်းလျော့သွား၍ဒေအိုးကြီးများမိတော့မိရှံများ ဓာလှန်လက်ညက်များဖြင့်စပြုလာလေ၏ထိုအခါမှစ၍ပေါတို့သည် ပြုံးခြင်းရဲခြင်းတေးဆိုခြင်းစသောအပြုအမူများတဖြည်းဖြည်းလျော့ပါ၍နောက်ဆုံး၌တမိုင်မိုင်တွေတွေတွေငင်းညင်လေးရှိတော့၏မဖွားရင်သည်မိမိယောက်ျား၏မိုင်ငေးတွေဝေသော အမူအရာကိုမြင်ရသောအခါမိမိအားသဘောမကျသောအချင်းအရာတစုံတစ်ခုရှိ၍သာဖြစ်ရမည်ဟုတွေးတော်ရီရံဖန်ရံခါမျက်ရည်ဆက်လက်ညီမိရှာ၏။ပေါတူးသည် ဖွားရင်ဤမျက်နာမตาရခြင်းကိုမြင်ရပြန်သောအခါตาล้วยสิ่งเมชะมะตาဖြစ်လေ၏နောက်ဆုံး၌မဖွားရင်ကမိမိ၌အပြစ်ရှိရင်ဖွင့်ပြောပါဟုငိုယိုကပြောရှာသည်တွင်ပေါတူးသည်မိမိအပြစ်အပျက်ကိုထိန်ချန်ခြင်းအပြင်တယောက်နှင့်တယောက်အထင်အမြင်လွဲဖို့သာရှိသည်ကိုသိမြင်နေရကပလင်းဤအထုပ်ပတိကိုအစမအစုံပြောပြလိုက်လေ၏ထိုအခါမဖွားရင်သည်ပလင်းကိုစွန်အောင်ရောင်းရန်ခင်းရည်မီမဟုတ်ကြောင်းနှင့်ပြောပြကအားပေးပြီးလျှင် အကြမီအတွင်တမျိုးတရွာတို့ထွက်ရန်စီမံကြလေ၏အဘယ်ကြောင့်ဆိုသော လူတိုင်းကငယ်ရွယ်စဉ်မှစ၍တည်လာကြသော ပေါတူးဤလက်တွင်ဤမြလောက်ထူးဆန်းသော ပလင်းမျိုးရှိလိမ့်မည်ဟုယုံကြည်နိုင်ကြလိမ့်မည်မဟုတ်သောကြောင့်ပေသည်တနေ့တစ်နေ့ပေါတူးတို့လင်မယားသည် ရွှေရကုံစီရီတော်ကိုဖူးမြော်ရန်သွားကြမည်ဟုသတင်းလွှင့်ပြီးနောက်ပလင်းကို ရောင်းရန်အကြံစီညင်းညီအိမ်မှထွက်လာကြလေ၏မျိုးတစ်မျိုးတို့ရောက်ကြသောအခါလင်မယားနှစ်ယောက်တို့သည် ရေအိမ်ကြီးတစ်လုံးကိုငှားရမ်း၍အစေခံအမြောင်အမြားနှင့်တကွခန်းသားတိုက်မြိုက်စွာနေထိုင်ကြလေ၏၎င်းတို့၏အကြံမှာလူကုန်ထံများ၏စကားကိုသာ လူအများယုံတတ်သောကြောင့်မိမိတို့ကိုယ်ကိုလူချမ်းသာကြီးများဖြစ်သည်ဟုအခြားသူတို့မှတ်ထင်ကြစေရန်ဖြစ်လေသည်ပေါက်တူးတို့မှာတိမ့်ချီပေါက်ထားသည်ဖြင့်ပလင်းကိုလည်းအကြာခဏအသုံးချကြသောကြောင့်လူရတန်းဟူ၍မှတ်ထင်လောက်အောင်နေထိုင်ရန်လဲမခဲရင်လာခြင်း ရက်အတန်ကြာရှိ၍အခြေတကျရှိကြသောအခါ၎င်းမျိုးရှိလူကြီးလူကောင်းများသည် ပေါတူးတို့၏အငိမ့်ပွဲဇက်ပွဲဖျားကိုစုကျွေးဝဲများသို့လာရောက်ကြလေ၏ထိုထက်ကြာပြန်သောအခါ၎င်းတို့နှင့်မိတ်ဆွေဖြစ်ကြ၏ပေါတူးသည်မိတ်ဆွေတင်များအနက်ရွမ်းပါဟန်ရှိသူများကိုတယောက်စီဖိတ်ခေါ်၍ပလင်းအကြောင်းပြောပြပေးလျင်ဝေယံတိုက်တွန်း၍ဆန်း၏အချို့ကဤမြလောက်တကိုးတတိဒူးရှိသော ပလင်းကို အဖုံးဝင်20ကျပ်မြလောက်နှင့် ရောင်းမြီဆိုခြင်းကိုမယုံကြည်ဟန်နှင့်ရဲမောကြ၏အချို့ကလည်းအဝီစီသွားရမည်ဆိုသောကြောင့်အောက်လန်းစရာဟုဆွဆွဲကြ၏နောက်ဆုံး၌မြို့သူမြို့သားများသည် အောက်လန်းစရာသည်ဟုသောဆွဆွဲချက်ကိုယုံကြည်ကြ၍၎င်းသတင်းပြန့်နှံ့ပြီးလျှင်ပေါတူးလင်မယားကိုအဝေးမှရှောင်ကွင်းကြ၏ကလေးတငယ်များသည်မြင်းညက်ကောင်တက်ဘာဂီယထားနှင့်သွားလေးရှိသော ပေါတူးလင်မယားကိုလက်ခုပ်လဝါတီကလောင်ပြောင်ကြ၏ အချို့ကဂဲများနှစ်ပင်ပြစ်ခတ်ကြ၏တို့ဖြစ်ရကနေမယားနှစ်ယောက်တို့မှာမျောလင်းသည့်အတိုင်းပလင်းရောင်းမစွန်သည့်ပြင်သူတစ်ပါးလက်ညှိုးထိုးခံကြရသဖြင့်စိတ်ညစ်ညူးရှိကြ၏နောက်ဆုံး၌ပေါတူးတို့သည်ထိုမြို့တွင်ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သည်နှင့်အခြားမြို့တစ်မြို့သို့ပြောင်းရွှေ့သွားကြရလေ၏၎င်းမြို့သစ်တွင်ပေါတူးသည်မိတ်ဆွေမဖွဲ့သေးပေလူများ၏အရေးအကဲကို ကြည်ညိုသည်၏ယင်းတို့ရှိစဉ်ပလင်းကိုလက်မမလွှတ်နိုင်မဲတည်သွားရကြေကား အဝီစည်းတို့ကြောက်ရောက်ရမည်ဘေးကိုစိုးရိမ်ပူပန်လျက်သားနေမိုင်ငေးတွေဝေကနေလေ၏ပောက်တူးမှာပလင်းကိုရောင်းရန်ခဲရင်လိမ့်မည်ဟုစဉ်းစားမိလေလေဒါ၍စိတ်ညစ်ညူးလေလေဖြစ်နေ၏နောက်ဆုံး၌ပောက်တူးမှာမအိတ်နိုင်မစားနိုင်တမိုင်မိုင်နှင့်သာရှိနေရကအသားအရေကျုံနှီးဖြော့တော့လျက်ရှိ၏မဖွားရင်နီတနာကျင်နာတတ်သောသဘောရှိသည့်ပြင်လင်းကိုလည်းချခင်လာရကပောက်တူးအတွက်စိတ်မချမ်းမသာဖြစ်ရရှာ၏ တခါတရံပေါတုအတွက်မိမိကတာဝန်ယူရေးဖြစ်နိုင်ခဲ့နေမိမိပင်ခံမာတော့မီ သူဤစိတ်ချမ်းသာနဲ့ပြီးပါစေတော့ဟုစိတ်ကူးမိ၏ကြညာသနိုင်မဖွားရင်သည်အိယာမတရင်ညွှန်လာ၍ကြည်လိုက်သောအခါပေါတုကိုမတွေ့ရဘဲကတဲ့အညီကျမ်းမော်ရင်စောင်းရက်ရှိသောပလင်းကိုသာတွေ့ရ၏ထို့နောက်အိယာမထလာ၍ဝင်းအတွင်လှဲ့လေရှာဖွေသောအခါတစ်တပင်အောက်တွင်လက်မှိုင်ချကထိုင်နေသောပေါတုကိုတွေ့သည်နှင့် ချောမော့ကအဲ့ရသို့ခေါ်လာခဲ့၏။မဖွားရင်ဤစိတ်ထဲ၌လင်ဒုက္ခကိုကူညီ၍ခံပီးလိုသောဇန္နသည်တာလွန်အားကြီးလာလေ၏။တနေ့တစ်နေ့မဖွားရင်သည် အကြံတစ်ခုရသည်နှင့်အိမ်မထွက်လာရာလမ်းခရီးတွင် အဖိုးကြီးတယောက်နှင့်တွေ့လေ၏။အဖိုးကြီးမှာပန်းနာယောဂါရှိသည်နှင့်အပြင်းအထန်ချောင်းဆို၍ချွေးများဒီဒီကျလျက်ရှိရာမဖွားရင်ကချောင်းဆိုးယောဂါပျောက်ချင်မှဤလောဟူမီ၏။အဖိုးကြီးကပျောက်ချင်ကြောင်းပြော၏။ ထိုအခါမဖွားရင်ကပေါတူးလက်ရှိ ပလင်းဤအထုပ်ပတိကို ပြောပြရာအဖိုးကြီးကချောင်းစိုးမပြောင်းနေရှိပါစေအဝီစီအကြမခံနိုင်ဟုပြန်ပြော၏ထိုအခါမဖွားရင်သည်ပေါတူးထမပလင်းကိုအဖိုးကြီးကဝယ်ယူ၍ယောဂပြောက်ယုံမြသာအသုံးပြုပြီးနောက်မိမိအာရောင်နှင့်မိမိကဝယ်ယူမည်ဖြစ်ကြောင်းပြောသည်နှင့်သဘောတူ၍ပလင်းဝယ်ရန်ထွက်သွားလေ၏အဖိုးကြီးသည်ပေါတူးထမပလင်းကို အဖိုးငွေ၅ချက်နှင့်ဝယ်ယူ၍ပြန်လာခဲ့ရာ မဖွားရင်ထံသို့ရောက်သောအခါချောင်းဆိုးယောဂါပျောက်ယုံမြအတုံးချပြီးနောက်မဖွားရင်သို့အဖိုးငွေလေးချက်နှင့်ရောင်းချလိုက်လေ၏မဖွားရင်သည်ပလင်းကိုဝှက်လျက်ပြန်လာခဲ့ရာလင်းပေါက်တူးမှပလင်းရောက်စုံပြီးဖြစ်သောကြောင့်ရှင်ပြုံးလျက်ရှိ၏ထိုအခါ၌ကမိုင်ငေးရန်အလုံးမှာမဖွားရင်၏အလဲဖြစ်နေတော်၏ပေါက်တူးရှင်မြူးနေသလောက်မဖွားရင်မှာစိတ်ညစ်ညူရလေတော်၏မဖွားရင်က အလွန်ရွှေမြူးဟန်ရှိသောပေါတူအားအဖိုးကြီးမြတနာဖို့တတိမရလေရော့သလားဟုမေး၏ပေါတူကမူသူတပါအရေးထက်မိမိအရေးကကြီးသောကြောင့်ရွှေမြူးဖို့လောက်သာတတိယကြောင်းနှင့်ပြန်ပြောလေ၏ပေါတူသည်မိမိရွှေမြူးတကဲ့သို့မရွှေမြူးနိုင်သည့်ပြင်တွင်ဝင်ငေးမိုင်ငင်ဟန်ရှိသောမဖွားရင်ကိုမြင်သောအခါစိတ်ထဲ၌မကြေမချမ်းဖြစ်၏လင်းတစ်ယောက်လုံးဝင်းတုတ်ကြီးကျသွားသည်ကိုဝမ်းမတာနိုင်မဲသစိမ့်ပြင်းပြင်းမျှသာဖြစ်သောအဖိုးကြီးတယောက်အတွက် ဤမြလောက်ပူပန်တော့ကရောက်ရလေသလောဟု တောပွားလျက်ရှိ၏မိမိဤမယားကိုလည်းကျိမ်းမောင်းရရွတ်သေး၏တို့ရရင်တစ္ဆာရှိသောမဖွားရင်သည်အဖြစ်အပျက်ကိုဟုတ်တိုင်းမှန်ရာဖွင့်ဟပြောဆိုခြင်းမပြုဘဲခေါင်းငုံခံ၍နေ၏တနေ့တစ်နေ့ပေါတူသည်စိတ်ညစ်ညူသောမယားနှင့်အတူနေရနေမိမိပါစိတ်ညစ်ညူခြင်းကူးစက်လာလိမ့်မည်ဟုသဘောပိုက်သည်နှင့်အိမ်မှထွက်လာ၍အရက်ဆိုင်တဆိုင်တွင်မိတ်ဆွေသည်များနှင့်တောက်စားလျက်ရှိ၏လူစုအနက်တွင် တီလီချဘိုးကြီးအဖြစ်ညင့်ကြီးပြင်းလာခဲ့သည်ရွထုတ်ကြီးတယောက်လည်းပါရှိ၏အရက်တောက်၍မူးရစ်လာကြသောအခါပေါတူးမှာမိတ်ဆွေများအားတိုက်ရသောကြောင့်ပတ်စံကုန်သွားကြောင်းသိရှိ၏တို့ရရင်လူစုမခွဲလို့သေးသည်နှင့်အိမ်သို့ပြန်၍ပတ်စံယူကြအောင်မည်ဟုပြောရာရွထုတ်ကြီးမှာဤမြလောက်လက်ဖွာသောမိတ်ဆွေတယောက်နှင့်မခွဲလို့သည်ဖြစ်၍အိမ်သို့အဖို့အဖြစ်ညင့်လိုက်ခဲ့မည်ဟုပြော၏ပေါတူးနှင့်ရွထုတ်တို့သည် အရက်ဆိုင်မှထွက်လာကြ၍ပေါတူးဤညီအိမ်သို့ရောက်ကြသောအခါ ရစ်ထုတ်ကိုလမ်းမအောင်နေစေ၍ပေါတူးတစ်ယောက်ထဲအိမ်ရဲသို့ဝင်သွားလေ၏မဖွားရင်မှာကတဲ့ငိုမှီလျက်မှိုင်နေရာပလင်းသည်၎င်းအနီးတွင်ထောင်ရရရှိ၏မဖွားရင်မှာမူအိပ်ပြက်ဖန်များသောကြောင့်ငိုင်းမီးလျက်ရှိ၏ပေါတူးသည်ပလင်းငုံမြင်သည့်နှင့်တပြိုင်နက်မြားဤစိတ်ညစ်ညူးခြင်းအကြောင်းနှင့်မိမိအပေါ်၌မိမြလောက်စိတ်စေတနာကောင်းနှင့်ကဲဆဲထားသောကြောင့်တွေးတောရိမ့်မိလျာကကျိမောင်းမိသည်မအတွက်ယူကျုံးမရဖြစ်နေ၏တို့ရရင် ညီတို့ပင်ဖြစ်စီအရက်ဝတ်အောင်သွားရည်တောင်းအောင်အန်ဟုတိတားထဲမှငွေများထုတ်ယူ၍ခြေပြားထောက်ခါထွက်လာခဲ့လေ၏။ရထုတ်နှင့်တွေ့သောအခါပေါတူးသည်ရထုတ်အားပလင်းဤအထုတ်ပတိညင်တကွာမိမိမယား၏သဘောထားကြီးမားပုံတို့ကိုပြောပြပြီးလျင်တစ်ဖက်လက်နှင့်ပလင်းကိုမဖွားရင်ထမဝယ်ယူရန်ဆင်လွှတ်လိုက်။ပေါတူးဤအကြံမှာရထုတ်ဤလက်မပလင်းကိုမိမိကတဖန်ပြန်၍ဝယ်ယူရန်ပြင်လေသည်။ရထုတ်သည် မဖွားရင်ထမထွက်သွား၍မကြမီအတွင်ပလင်းကိုပိုက်လျက်ပြန်လာလေ၏ထိုအခါပေါတူးကဘလောက်ပေးရသလဲဟုမေးရာတုံးချက်ပေးခဲ့ရသည်ဟုပြော၏ဒါဖြင့်ကျုပ်ကိုနှစ်ချက်နဲ့ရောင်းပေတော့ဟုပေါတူးကပြောသောအခါရစ်ထုတ်ကဒါလောက်ထူးဆန်းတဲ့ပလင်းကိုလူမိုက်မှသာရောင်းမှာပေါ့ငါမရောင်းဘူးဟုပြော၏ပေါတူးကမရောင်းရင်အဝီစီကြမည်အကြောင်းပြောပြသောအခါရစ်ထုတ်ကမထူးပါဘူးကွယ်ပလင်းရောင်းရောင်းမရောင်းရောင်း ငါလိုအကောင်အဝီစည်းကလွဲလို့သွားစရာလမ်းမရှိပါဘူး။ဒီအတူတူမသေးခင်ပျော်ပျော်ကြီးညီကြတော့မယ်ပေါ့တူးရဲ့။ဟုပျော်ပျော်ဆိုဆိုနေခတ်တုတ်တုတ်လျှောက်သွားလေတော့တည်။ Robert Louis Stevenson E The Bottle M Meedy သူရိယမဂ္ဂဇင်းအောက်တိုဘာ1939